ရထားလာတဲ့အချိန်မှာကားပေါ်ကခုံချခဲ့တာကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ထိုင်းနိုင်ငံရောက်မြို့သမီးအလုသမားတို့ရဲ့အဖြစ်အလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကြွဆူလိုက်ပါတယ်။အလောက်ကင်အခွင့်အလမ်းနယ်ပါလာတာကြောင့်မို့မြန်မာနိုင်ငံကလူအများကအိနေချင်းထိုင်းနိုင်ငံကိုသွားကအလုတောင်းရောက်လောက်ကင်နေကြရတာများပါတယ်။ဒါကြောင့်မို့လဲပြီးခဲ့တဲ့ငလျင်ဘေးတုန်းကဆိုရင်လဲထိုင်းနိုင်ငံရဲ့အစအဦးပြိုကျချိန်မှာမြန်မာလူသားအများဆုံးသာကွယ်လွန်ခဲ့ရတာပေါ့။အောက်ခြေအနေများတဲ့နေရာတွေမှာသာအလုတောင်းလို့နေရတဲ့အလုသမားတွေအနေနဲ့မတော်တဆဖြစ်စဉ်တွေကိုနေ့စဉ်နဲ့အမျှကြုံတွေ့နေရပါတယ်။ ပြည်ကရဲမလ32ရက်နေ့မှာလဲထိုင်းနိုင်ငံမဟာချိုင်မြို့နယ်နွယ်လုံးမစ်ဆွေအနီးကရေကန်မုတ်ခွန့်ဆက်ယုံမှာလုံနေတဲ့အမျိုးသမီးတို့ကမတော်တဆဖြစ်စဉ်နဲ့ကြုံတွေ့ခဲ့ရပါတယ် အလုံယုံမှညာဆိုင်ဆင်းကြတဲ့မြမအလုံသမားတွေကိုညာဆိုင်ပြေးသွားတာကြောင့်ဆက်ယုံကနေကားနဲ့ပြန်လာကြတာပေါ့မနက်အစောကားတစီးပေါ်မှာမြမအလုံသမား၁၀ဦးကိုတင်ကာကားမောင်းလာခဲ့တာပေါ့ကားနဲ့နားနေရာကိုသွားရတဲ့အချိန်မှာကားကရထားလမ်းရှိရာဘက်ကိုကွေ့ခဲ့ပါတယ်ကွေ့ရတဲ့အချိန်မှာလည်းရထားကလာနေပြီဖြစ်ပါတယ်ဒါပေမဲ့အနည်းနာကိုမရောက်သေးတာကြောင့်ကားဆရာကအရှိန်နဲ့ရထားလမ်းကိုကြော်တက်ကဖြတ်ဖို့စူးစမ်းခဲ့ရပေါ့ရထားကလည်းလမ်းပေါ်ကနေလာနေပြီဖြစ်တာကြောင့်အရန်ကိုနေကပ်နေခဲ့ပါတယ် ကားဆရာကတော့ရထားနဲ့အလို့ဖြတ်မောင်းနိုင်မယ်လို့ယုံကြည်တာကြောင့်ဖြတ်မောင်းတာဖြစ်ပါတယ်။ဒါပေမဲ့နောက်မှပါလာတဲ့အလို့သမားတွေကတော့ရထားနဲ့အလွန်နီးကပ်နေတဲ့အချိန်မှာအရန်ကိုတုံလှုပ်ခြောက်ခြားသွားခဲ့တာပါ။သူတို့အတွေ့ထဲမှာကားကိုရထားကဖြတ်တိုက်တော့မယ်ဆိုတဲ့အတွေ့အကြုံနဲ့ကားပေါ်ကနေခုန်ချလိုက်ကြပါတယ်။အလို့သမား6ဦးကခုန်ချခဲ့တာဖြစ်ပြီးသူတို့ခုန်ချပြီးတာနဲ့ရထားကဖြတ်သွားခဲ့တာပါ။ ခုံချသူတွေထက်မှအမျိုးသမီးတို့ကကမ္မကောင်းပဲယထာနမပေါ်ကိုပြုတ်ကျခဲ့ပါတယ်။ဂျန်နဲ့ငါယောက်ကတော့အရှိန်နဲ့ခုံချချိန်မှာယထာလည်းရဲ့ဘေးကိုပြုတ်ကျကလွတ်သွားခဲ့တာပေါ့။ကားကလည်းသွားနေတဲ့အရှိန်ကြောင့်အသက်28နှစ်အရွယ်မတ်ဖြစ်ဖြစ်ကယထာလန်းကိုမကြော်တော့ပဲယထာလမပေါ်သားပြုတ်ကျသွားခဲ့တာပေါ့။ယထာကလည်းအရန်ကိုနီးနေပြီဖြစ်တာမို့ထပြေးချိန်လည်းမရလိုက်ပဲခံလိုက်ရပါတယ်။ဒါကြောင့်မို့အသက်ဆုံးရှုံးသွားခဲ့ရတာပေါ့။ဂျန်နဲ့သူတွေကတော့လွတ်သွားခဲ့ပါတယ်။ ဖြတ်ကူးတဲ့ကားကလည်းကတ်သီးလေးလွတ်သွားခဲ့ရပါတကယ်လို့သားကားပေါ်ကခုံမချခဲ့ရင်အလုတ်သမားအလုံးလဲလွတ်ကြပါတယ်။ဒါကြောင့်မို့တချို့ကလည်းခုံချတဲ့သူတွေကအပြစ်ရှိတယ်လို့အပြစ်တင်ကြတာပေါ့။ဒါပေမဲ့အသက်ဘေးနဲ့လက်ရကန်းလိုမှလွံ့မြောက်ခြင်းနဲ့စိတ်နဲ့သာစူးစမ်းကြတာပေါ့။အစောပိုင်းအချိန်မှာကားကိုရထားကကျိတ်တော့မယ်ဆိုတဲ့အတွေ့အထိများနေကြတာမို့ခုံချမိကုန်ကြပါတယ်။ဒါပေမဲ့လည်းကားကရက်နေတာမဟုတ်ဘဲသွားနေတာဖြစ်တဲ့အတွက်အချိန်နဲ့တိုးကမဖြစ်ဖြစ်ကကမ္မကောင်းမဲ့ကြားတဲ့နေရာကရထားလမ်းပေါ်ဖြစ်သွားခဲ့ရတာပေါ့။ ကားဆရာအနေနဲ့ကလည်းရထားလာနေတာကိုတိတိယက်နဲ့မဖြတ်မောင်းသင့်မှုဆိုပြီးထောက်ပြနေကြပါတယ်။အဆိုပါဂိတ်မှာဂိတ်ချတန်လည်းမရှိပဲဒီတိုင်းသွာလာနေကြတာပါ။ဒါကြောင့်မို့အခုလိုရထားလာနေတာကိုမသိပဲဖြတ်မောင်းကမတော်တဆဖြစ်စဉ်တွေကလည်းမကြာခဏဆိုသလိုဖြစ်နေပါတယ်။မြန်မာနိုင်ငံမှာကြံခဲ့တဲ့မဖြစ်ဖြူရဲ့မိသားစုတွေကတော့အလုံသွားလို့ဖို့တောင်းရကနေတသက်လုံးပြမလာတော့တဲ့လမ်းကိုသွားလိုက်တဲ့မဖြစ်ဖြူအတွက်ယူကြုံမရဖြစ်နေကြရမှာအမှန်ပါပဲ။ အခုလောမတော်တဆဖြစ်သွားရတာကကာမောင်းသူရဲ့အမှားလို့ထင်လားဆိုတော့ပရိသတ်တို့အနေနဲ့ပြောပြခဲ့ပါအောင်ရှင်။အခုချိန်မှာမြန်မာနိုင်ငံမှာတာမကနိုင်ငံသားရောက်မြန်မာလူသားတွေလည်းဒုက္ခမျိုးစုံနဲ့ကြုံနေရတာပေါ့။မလေးရှားနိုင်ငံမှာလည်းအော်ပရာဖန်ဆီးမှုတွေကများနေတာဖြစ်ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကနေအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။